မင်္ဂလာပါရှင်ခသစ်တယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်းဘင်းစတက်ထိပ်သီးအစီအွေတက်မယ်လို့ Time Media ဖော်ပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစကောင်ဆောင်မင်းအောင်လိုင်းကဘင်္ဂလားပင်လယ်ော်ဒေသတွင်ကဏ္ဍဆောင်နည်းပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဘင်းစတက်ရဲ့ထိပ်သီးအစီအွေကိုထိုင်းနိုင်ငံမှာတက်ရောက်သွားမယ်လို့သိရပါဗျ။ တိုင်းမီဒီယာတွေကမင်းအောင်လှိုင်ဟာဘန်ကောက်မှာ AB 3ရက်နဲ့4ရက်နေ့တွေအတွင်းဘင်းစတက်ထိပ်သီးအစည်းအဝေးတက်ရောက်မှာဖြစ်တယ်လို့မလ23ရက်နေ့ကဖော်ပြခဲ့ပါတယ်။အထူးယုံကြည်ရတဲ့တရင်အရင်မြစ်တကူရဲ့အစုံအယစစ်ကောင်းဆောင်မင်းအောင်လှိုင်ကဘန်ကောက်မှာအင်ရှင်ဖြစ်လက်ခံကျင်းပမယ်။စက်တမချိန်မြောက် ဗင်စတာထိပ်သည့်အစည်းအဝေးကိုဖိတ်ကြားခံထားရတယ်လို့အတည်ပြုနိုင်ကြောင်းထိုင်းရဲ့ PBS သတင်းဌာနကရှင်းတာထားပါတယ်။ဒါဟာအာနာသိန်းခဲ့တဲ့2021ခုနှစ်နောက်ပိုင်းမင်းအောင်နိုင်ကဘန်ကောက်ကို ပထမဆုံးချိန်သွားရောက်မှုဖြစ်လာမှာပါ။ဗင်စတာညီလာခံမှာနိုင်ငံတချို့ရဲ့ခေါင်းဆောင်တွေကကျေပြတ်တဲ့အကြောင်းကိစ္စတွေကိုဆွေးနွေးဖို့ရည်ရွယ်ထားပါတယ်။ဗင်စတာဟာလက်ရှိထိုင်းဝန်ကြီးချုပ်ဖီထောင်တန်ရှင်နာဝက်တထမှာပထမဆုံးချိန်ကြီးမှုခွင့်ရမယ့်နိုင်ငံတကာထိပ်သီးညီလာခံအဆင့်အစည်းအဝေးလည်းဖြစ်လာမှာပါ။အဲ့ဒီအစည်းအဝေးကိုဒေသတွေနိုင်ငံတွေဖြစ်တဲ့ ဲ့တီတီလင်ကအိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊ဘူတန်၊နီပေါ်၊ထိုင်းတို့နဲ့ခေါင်းဆောင်တွေပြင်အာနာသိန်းစစ်ခေါင်းဆောင်နဲ့တရားခွင့်ရလာတာပါမူလကအဲ့ဒီမှာအစည်းအဝေးကို2024ခုနှစ်နိုဝင်ဘာမှာပြုလုပ်ဖို့ရည်ရွယ်ထားပြီးမြအကြောင်းမျိုးမျိုးကြောင့်ရက်ရွှေထားခဲ့ရတယ်လို့ဆိုပါတယ်ဘင်းစတာဖွဲ့ကို1969 နှစ်တုန်းကဘန်ကောက်မှာစတင်ထူထောင်ခဲ့ပြီးရည်ရွယ်ချက်ကတော့ဘင်္ဂလားပင်လယ်အော်နဲ့ဆက်စပ်နေတဲ့နိုင်ငံတွေကြားပူးပေါင်းဆောင်ရွက်မှုတွေမြင့်တင်နိုင်မှုဖြစ်ပါတယ်။ဘင်စတက်ကတောင်အာရှနဲ့အရှေ့တောင်အာရှဒေသတွေမှာစီးပွားရေးလူမှုရေးနဲ့ရှင်ကျေးမှုဆိုင်ရာပေါင်းကူးမှုတွေမြင့်တင်ပြီးတဲ့တရားတစ်ခုဖြစ်ရည်တည်ဖို့လည်းရည်ရွယ်ခဲ့ပါတယ်။ဘင်စတက်ထိပ်သီးအစည်းအဝေးမှာအဖွဲ့ဝင်နိုင်ငံတွေကတန်တမာရေးနဲ့စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကိုလှုံ့ဆော်သွားဖို့စီစဉ်ထားပါတယ်။ထိုင်း PBS ရဲ့သတင်းအရှင်မြစ်ကဘန်ကောက်မှာကျင်းပမယ့်အစည်းအဝေးတွေဟာရေချောင်းကန်နာပူးပေါင်းဆောင်ရွက်မှုတွေ ရေရှည်တိုးတက်မှုတွေဒေသတွင်ပေါင်ကူးဆက်သွယ်မှုတွေကိုအ धिक ဗဟုပြုချင့်ကပ်သွားမယ်လို့ပြောပါရယ်ဆလတ်ပြီးဗရောင်းမျိုးနယ်နဲ့ပမောင်မျိုးနယ်တိုက်ပွဲများအပါအဝင်ရှေးလန်းစစ်မြေပြင်မှာစစ်မှုရန်တသားတင်ရာချီပြီးတိုက်ဆုံနေမှုသက်ဆိုင်ရာမိပါတွေထံကိုအတိပေးအကြောင်းကြားချက်မရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်ဘကိုးတိုင်းဗရောင်းမျိုးနယ်နဲ့ကချင်ပြည်နယ်ပမောင်မျိုးနယ်တိုက်ပွဲများအပါအဝင်ရှေးလန်းစစ်မြေပြင်မှာစစ်မှုရန်တသားတင်များရှာနေချီပြီးတိုက်ဆုံနေမှုတွေနဲ့ပတ်သက်ပြီးသက်ဆိုင်ရာမိပါတွေထံကိုလက်တလောအတိပေးအကြောင်းကြားချက်မရှိသေးကြောင်းနေပြည်တော်တပ်သတင်း င်အရှင်မြစ်တွေကပြောဆိုပါတယ် ဖေဖော်ဝါရီလဆန်းမှစပြီးအကူမလနောက်ပိုင်းဒီနိုင်ငံတော်ရှိနေစမြေပြင်းဒီမှာစစ်မှုရန်တပ်သားတွေထောင်ချီအလုံးရင်းနဲ့စစ်ကောင်စီကပို့ဆောင်ခဲ့ပြီးအဆိုပါစစ်မှုရန်တပ်သားတွေအနက်မှာတည်ဆုံသူရာချီရှိကြောင်းလက်တလောကျင်းနှံတဲ့နေရာစစ်မှုရန်တပ်သားတွေ300ထက်မနည်းတည်ဆုံထားပြီလို့သိရပြီးအဲ့ဒီတပ်သားတွေရဲ့နိုင်အခြေအနေကိုသက်ဆိုင်ရာမိဘတွေထံကိုအကြောင်းကြားခြင်းမရှိသေးပဲဆိုင်းငံ့ထားကြောင်းမြို့တိချိန်မှာတည်ဆုံမှုတရင်ကိုအကြောင်းကြားမင်းစရာကိုမသိရကြောင်းနေပြီးတော့တပ်တရင်အရှင်းမြစ်တွေကရှင်းပြပါရတယ်။တပ်အသီးသီးလိုက်တင်လာတာစရင် ရတော့စစ်မှုနဲ့တသားတဲ့300ကျော်တော့တည်ဆုံးလာရှိနေအဲ့ဒါတွေကသက်ဆိုင်ရာတိုင်ရင်တွေကကြီးနန်းစင်ရင်တွေပါတရားမဝင်တက်ကနေအကြောင်းကြတာမလို့ဖို့တားမြစ်ထားပါတယ်အချို့လည်းသူတို့နီးဆက်ရာကနေတည်သွားကြတာလည်းရှိကောင်းရှိမယ်စစ်မှုနဲ့တသားတွေရဲ့မိသားစုတွေကတက်ထဲမှနေတာမဟုတ်တော့တကူးတက်ကအကြောင်းကြမှုမလို့သေးဘူးယာယီအားဖြင့်ဆိုင်းငံ့ထားတာရှိရလို့နေပြီးတော့တက်တဲ့အရင်မြစ်တွေကဆိုပါတယ်စစ်မှုနဲ့တသားတွေရဲ့နိုင်ရေးသတင်းတွေကိုသက်ဆိုင်ရာမိသားစုတွေထံကိုအကြောင်းကြားခြင်းမရှိဘဲဆိုင်းငံ့ထားခြင်းမှာအဓိကအားဖြင့်နောက်ထပ်မံခေါ်ယူမယ်တသ တားသည့်များခွန်ယူရခက်ခဲနိုင်မှာကိုစိုးရင်ချင်းလူမှုပတ်ဝန်းကျင်အတွင်းစစ်မှုထမ်းတပ်သားများစွာတည်ဆုံနေတယ်ဆိုတဲ့သတင်းဒီမပြန့်စေလို့တဲ့သဘောလို့ယူဆအကြောင်းနေပြည်တော်တပ်သတင်းအရှင်းမြစ်တွေကဆက်လက်ပြောဆိုပါတယ်။ ။ဘာကြောင့်နိုင်ရီတရင်တွေကိုအကြောင်းမကြားခိုင်းတာလဲဆိုတာမျိုးတော့အကြောင်းပြချက်မပေးဘူး။ဒါပေမဲ့ခံမှန်းကြီးရသလားတော့တတားတစ်တွေစူဆောင်းရမှာခက်ခဲတာမျိုးကြောင့်ဖြစ်နိုင်နေ။နောက်ပြီးတတားတစ်တွေအများကြီးတည်ကုန်ပြီဆိုတာမျိုးတရင်တွေမထွက်ချင်တာကြောင့်လဲပါမယ်လို့သုံးသက်ကြောင်းနေပြီးတော့တတရင်အရင်မြစ်တွေကဆိုပါတယ်။ဘကိုတိုင်းညောင်ကျိုးစခန်းတိုက်ပွဲမှာစစ်မှုထမ်းတတားတစ်တွေကိုအဓိကစစ်တပ်ကအုံပြုခဲ့ပြီးအနည်းဆုံး120တက်မနေတည်ဆောင်ခဲ့ကြောင်းအဆိုပါတိုက်ပွဲများမှာပါဝင်ပြီးထွက်ပြေးလို့မြောက်ကတော်လိုင်းတက်ထံမှာအလင်းဝင်လာခဲ့တဲ့စစ်မှုထမ်းပတ်စင်6တင်းနှန်းစ င်တသားတင်နန်းလင်းသူကပြောပါရယ်ဆက်လက်ပြီးမန္တလေးမြို့ရှိရက်ကွက်များမှာလူငယ်များအားလုံးကိုစစ်ကောင်စီကစစ်မှုရန်ပတ်စင်စနစ်အတွက်ဒီကနေ့မဲနိုင်ခိုင်းမယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်မန္တလေးမြို့ရှိရက်ကွက်များမှာလူငယ်များအားလုံးကိုအကြမ်းဖက်စစ်ကောင်စီကအေဒီလာအတွင်းစတင်မယ်စစ်မှုရန်ပတ်စင်စနစ်အတွက်ဒီကနေ့မဲနိုင်ခိုင်းမှာဖြစ်ကြောင်းမန္တလေးမှပြည်သူများကပြောပါရယ်2024ခုနှစ်ဒီဇင်ဘာလ31ရက်မှာပြည်သူစစ်မှုရန်တာဝန်ထမ်းဆောင်ဖို့အကြောင်းဝင်နေအမျိုးသားလူငယ်များအားလုံးကိုအပတ်စဉ်စနစ်၄မြင်းဆောင်2025တက်ရောက်ဖို့ အတွက်ဖြီသူစစ်မှုရန်ဤဥပဒေနဲ့ညီမဲနိုင်ရွေးချယ်မှာဖြစ်ကြောင်းသိရပါတယ်။စစ်မှုရန်မဲနိုင်ဖို့စာရင်းဝေးတယ်။လော့စပီကာနဲ့လင်လိုက်အော်တဲ့မန္တလေးတမျိုးလုံးရက်ွက်တီမှာမဲနိုင်ခိုင်းမှာလို့မဟာအောင်မြင်မြို့နဲ့မဟာနွယ်စင်ရက်ွက်မှာဒေသနေသူကပြောပါတယ်။စစ်မှုထန်ခိုင်းဖို့မဲနိုင်ရွေးချယ်လုပ်ငန်းတွေကိုလူငယ်တွေကိုတိုင်းတာမမုံမိမိမိသားစုတွေမှာကိုယ်စားလှယ်တအုပ်လာရောက်မဲနိုင်ဆောင်ရွက်ရမှာဖြစ်ကြောင်းလူငယ်တာမမုံမိဘများလာရောက်မဲမနိုင်ပါကတက်ဆိုင်ရာစစ်မှုရန်စစ်ကော်ရေးဖွဲ့ဝင်တအုပ်ကမဲနိုင်သွားမှာဖြစ်ကြောင်းသိရပါတယ်။ လူငယ်တွေကိုတည်လန်းပို့နေပြီးမိဘတွေမှာပြင်ရမယ့်အခြေအနေဖြစ်နေပြီးမိဘတွေရောလူငယ်တွေရောအရန်ကိုစိတ်ဆင်းရဲနေရတယ်လို့ဒေသခံပြည်သူကဆက်လက်ရှင်းပြပါရယ်အကြံဘတ်စစ်ကောင်စီက2024ခုနှစ်မေလမှာစတင်ပြီးစစ်မှုထမ်းပတ်စင်တဖွင့်လှစ်ခဲ့ပြီးအခုအခါစစ်မှုထမ်းပတ်စင်စနစ်ထိရောက်နေပြီဖြစ်ကြောင်းသိရပါရယ်နောက်ထပ်တပုတ်နေနဲ့နထိုးကြီးမြင်းကြံရေးစကြုံနဲ့မြိုင်မြို့နယ်တို့ရှိကျေးရွာတွေကိုစစ်တပ်ကညာအချင်းလေးချောင်းတိုက်ခတ်မှုပြည်သူတအုပ်တည်ဆုံပြီးနေအိမ်များမီးလောင်ပြန်ကျတဲ့အကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းနထိုးကြီးမြို့နယ်မြင်းကြံမြို့နယ်နဲ့မကွေ ေးတိုင်းရေစကြိုမြို့နဲ့မြိုင်မြို့နယ်တို့ရှိကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကညာအချိန်လေရင်စစ်တပ်လေဒီတွေနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတအုပ်တည်ဆောင်မိနေအိမ်များမီးလောင်ပြန်ချခဲ့ကြောင်းတထိုးကြီးချာနယ်နဲ့ဝီလက်မြိုင်ဖွဲမှာတာဝန်ရှိသူတွေကပြောပါရယ်မလ22ရက်နေ့ည7:30မိနစ်30ခန်းချိန်တထိုးကြီးမြို့နဲ့လက်ဝဲမြင်းညီကျေးရွာကိုအကြမ်းဖက်စစ်တပ်ကဂျက်ဖိုင်တာနဲ့တကြိမ်စစ်တပ်လေဒီနဲ့တကြိမ် MI 35ရဟန်းရင်နဲ့တကြိမ်ပုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူနာအုပ်မစိုးရိမ်ရန်ထန်ရန်ရ ရှိခဲ့ပြီးပြည်သူပိုင်းနဲ့အိမ်ဆက်လုံးကျော်မိလောင်ပြကြခဲ့ကြောင်းကျန်းပတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်များလာတာကြောင့်နထိုးကြီးမြို့နယ်တွင်စစ်ပေးဆောင်ပြည်သူများများပြားကစားရေးတောင်ရင်များခက်ခဲလာကြောင်းသိရပါတယ်။အလာဒူအဲ့ဒီနေ့ညပိုင်းမှာလည်းမန္တလေးတိုင်းမြင်းကျန်မြို့နယ်တွင်ရှိတော်ပူရွာကိုလည်းအကျန်းပတ်စစ်တပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူတအုပ်တီဆောင်ကနွားတကောင်လည်းတီဆောင်ခဲ့ကြောင်းသိရပါတယ်။ဒါပြင်မကွေးတိုင်းမြိုင်မြို့နယ်နဲ့ရေစကြုံမြို့နယ်ရှိကျေးရွာတွေကိုအကျန်းပတ်စစ်တပ်ကစစ်တပ်လေဒီနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဝီလက်မြိုင်ဖွဲ့မှတောင် င်းမရှိသူတောင်ကပြောပါရယ်မလ23ရက်နေ့မနက်အစောတနားမိနစ်10မိနစ်ခန့်မှာမြိုင်မြို့နယ်ဥယျာဉ်ရွာဖုန်ကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ရဲ့မုံရွာနာမခမ်းမှတက်လာတဲ့စစ်တပ်လေးဒီတစီနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာဥယျာဉ်ရွာဖုန်ကြီးကျောင်းတွင်မှရှိတဲ့တိမ်ကျောင်းပေါ်ကိုထိမှန်ခဲ့ပြီးတိမ်ကျောင်းထိခိုက်ပျက်စီးကရဟန်းတန်ကနေပြည်သူများထိခိုက်မှုမရှိကြောင်းသိရပါရယ် အဲ့ဒီနေ့ည9:32မိနစ်ခန့်မှာရေစကြုံမြို့နယ်ဂွေကုံရွာအရှိမြောက်ဖက်ရှိရွှေကုံတိုင်းဖျားအနီးဝင်းကျင်ကို နာမခပုံရွာမှာတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်တပ်လေးဒီတစင်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးတိုက်ခိုက်မှုအခြေအနေကိုအတိမပြုနိုင်သေးဘူးလို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။